လုံးမင်္ဂလာပါခင်ဗျာဆလတ်စကူရဲ့နေ့တနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းတွေကတော့ဒီရက်ပိုင်းမှာ online မှာမှလည်းတော်တော်လေးလူတွေဝေဖန်မှုတွေမြင့်တက်နေတဲ့ကျွန်တော်တို့ဒီမြောင်းမြားကကျောင်းသူလေးတွေရဲ့ကျောင်းတွင်းအနိုင်ကျင့်မှုအုပ်စုဖွဲ့နိုင်ကျင့်မှုပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့လူမျိုးတွေဒါမျိုးနောက်ပိုင်းမှာတော်တော်လေးတွေ့လာရတာပေါ့နော်ကလေးတွေကြားထဲမှာပေါ့ ချို့တက်တော့ဗီဒီယို comment အောက်တွေမှာဒီကြောင်းတွေအနိုင်ချင်းမှုနဲ့ပတ်သက်ပြီးတော့ရင်ဖွင့်တာတချို့ကျွန်တော်တွေ့ရပါတယ်တချို့ကဒီယောက်ျားလေးချင်းအုပ်စုဖွဲ့နိုင်ချင်းတာမိန်းကလေးချင်းအုပ်စုဖွဲ့နိုင်ချင်းတာအရင်တော့တော့မတိမတာနဲ့ပြီးသွားခဲ့ပေမဲ့ကျွန်တော်ငယ်တော့လည်းအဲ့လိုမျိုးတွေကကြုံခဲ့ဘူးတယ်ကြောင်းတွေနိုင်ချင်းတဲ့ကိစ္စတွေပေါ့နော်အဲလူကောင်ကြီးတဲ့သူတွေအုပ်စုတောင်းတဲ့သူတွေကနေပြီးတော့ကျွန်တော်တို့လူကြုံမွဲတွေဘောเนาะကြုံမွဲတွေအနိုင်ချင်းဘိုကြတာမျိုးတွေကြုံခဲ့ပူပါတယ် ။နော်အဲ့ဒီအတွက်လည်းဟိုကျွန်တော်တို့ဘယ်လိုခံစားရလဲဆိုတာသိတယ်ပေါ့နော်။အခုကဟို digital ခေတ်ရောက်လာတဲ့အခါမှာနော် internet ခေတ်ရောက်လာတဲ့အချိန်မှာကျောင်းတွင်းအနိုင်ကျင့်တာတွေကကြည့်ရုံလောက်နဲ့မပြီးသွားပဲနဲ့ဘာဘာဖြစ်လာလဲဆိုတော့အဆက်တပွဲဖြစ်အောင် online ပေါ်မှာရိုက်တင်တဲ့အခြေအနေတွေဖြစ်လာပြီးဒါတွေကအများကြီးမဖြစ်ပြတ်နေတာတော့တော်တော်များများကျွန်တော်ဒီတစ်လျှောက်လုံးကြုံခဲ့တာတွေလည်းအများကြီးတွေ့ရတယ်ပေါ့အဲ့တော့ပြောချင်တာကဒီကလေးတွေကို ဖုန်းပေးကြိုင်တဲ့ကိစ္စတွေတော့မိဘရင်နေနဲ့လဲကိုတုံတင်ရမယ်ရွေးချယ်မှုတွေပေါ့နော်ကိုကိုကရွေးချယ်ပြီးတုံတင်ရမယ်ကိုတုံတင်ရမယ်ရွေးချယ်မှုတွေကြားထဲမှာဒီဖုန်းကြိုင်တာတွေရောနောက်ပြီးလို့ရှိရင်ကျွန်တော်ခဏခဏပြောတယ်ကျွန်တော်တို့ကစာတင်ကြောင်ကနေစပြီးတော့ပြောင်းလဲရမှာဒီနိုင်ငံကစာတင်ကြောင်ကနေစပြီးပြောင်းလဲရမှာစာတင်ကြောင်ကနေစပြီးပြောင်းလဲရင်တော့လာမယ့်မျိုးဆက်တစ်ဆက်เนาะကျွန်တော်တို့ကသူငယ်တန်းတွေစတော့မူဂျိုကနေစပြီးကလေးကို ကိုချင်းစာတရားရှိအောင်လူကိုလူလိုမြင်တတ်အောင်နော်တယောက်နဲ့တယောက်ကြားထဲမှာလေးစားမှုရှိအောင်ဒီလိုလေးတွေကိုငယ်ငယ်လေးတွေကျွန်တော်တို့သင်ပေးရမယ်။အကောင်အဆိုးအကြောင်းကျိုးကိုခွဲခြားသိမြင်နိုင်အောင်ကျွန်တော်တို့သင်ပေးရမယ်။ဒါမှလူပီတာမှာအဲ့တော့အဲ့ဒီကလေးတွေကလာမယ့်နှစ်ပေါင်း30ပေါ့20နဲ့30အတွင်းမှာအနာဂတ်တစ်ခုဖြစ်လာမှာအဲ့ဒီအတွက်ကလေးတွေကိုရွေးချယ်ပြီးတုံသင်ပေးရမှာဥပမာဖုန်းကိုအတိုင်းအတာတစ်ခုထိမတုံးမှု ဥမာကြောင်းသွားတဲ့အချိန်မှာမတုံးဘူးပြန်ရောက်လာတော့မှအဲ့ဒီဖုန်းကိုယူသုံးတာမျိုးဥမာကြောင်းသွားတဲ့အချိန်မှာဖုန်းကိုမိဘကတင်ထားမယ်ပြန်ရောက်လာလို့ရှိရင်အဲ့ဒီဖုန်းကိုမိဘကပြန်ပေးမယ်ဥမာစာချက်တဲ့အချိန်ဆိုပြန်ယူမယ်နော်အရွယ်တစ်ခုထိရတော့ဒါတရားမဟုတ်ထိန်းသိမ်းထားတယ်လို့ကျွန်တော်ထင်တယ်မဟုတ်ရင်ဒီလိုအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ပြဿနာမျိုးတွေအများကြီးဖြစ်လာနော်အခုဆိုရင်ဒီဗီဒီယိုထဲမှာဒီကောင်မလေးကသူတို့အဖွဲ့လိုက် အုပ်စုဖွဲ့ရိုင်းနှက်တဲ့အပြင်ကိုဟိုကောင်မလေးကိုဒါထိုင်ကြော့ပြီးတောင်းပန်ခိုင်းတဲ့အခြေအနေပါဖြစ်တယ်ပေါ့ဆိုတော့နှစ်ဖက်ရံဖြစ်ပြီဆိုတော့ကျွန်တော်ပြောနေကြစကားအတိုင်းပဲနှစ်ဖက်လုံးမှာအမှန်တရားရှိတယ်နော်နှစ်ဖက်လုံးမှာအမှန်တရားရှိတယ်ကျွန်တော်ငငယ်တော့ကနော်တခုခုဖြစ်ပြီဆိုရင်ဟိုကျွန်တော်ဆရာကြီးဆရာမကြီးကိုတော့တိုက်ကြအရင်ဆုံးအတန်းမှန်ကိုတိုင်တယ်နော်အတန်းမှန်ရနေမှာတစ်ဆင့်ဒါမိဘတွေပိုင်းနေမှာကြောက်ဥကြီးနဲ့တိုင်မှုဆိုတော့ဝေလာဝေးကျွန်တော်တို့မတိုင်ရဲကြောက်တယ် ကျောင်းကြီးဆိုတော့ကျွန်တော်လမ်းမှာသွားရင်ကိုကြောက်နေရတယ်ဟိုကျွန်တော်တို့ရက်ကွက်လေကနေလမ်းမှာကျောင်းကြီးလမ်းလျှောက်သွားရင်ကျွန်တော်တို့ကလက်လေးပိုက်ပြီးဘေးဆင်းပြီးရက်ပြီးနေခဲ့ရတယ်ကျွန်တော်တို့မှအဲ့လိုချစ်ကြောက်ယူတည်ဆိုပြီးရှိခဲ့တော့ကျွန်တော်ဆရာကြီးဆရာမကြီးကလည်းတအားတုံသင်တယ်အဲ့ဒါကျွန်တော်တခုခုဖြစ်လို့ရှိရင်ကျွန်တော်တို့ကတမ်းမိုက်ဆရာမကိုတိုင်တယ်အဲ့လိုမဖြစ်ဖို့အတွက်ဒီဆရာဆရာမကြီးကလည်းလက်တာမြင့်တယ်ဘောနောဆုံးမတယ်ပေါ့ဒါပေမဲ့အခုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့မဆုံးမလားဆိုတော့ဆုံးမပါတယ်ဆရာဆရာမကြီးလေဒါပေမဲ့ ိုတဖြည်းဖြည်းနဲ့ခေတ်ကတိုးတက်လာတဲ့အခါကျတော့ကလေးရဲ့ကြားထဲမှာဒီကိစ္စတွေကဟိုပေါ်ပူလာတစ်ခုလိုဖြစ်လာနော်ဥပမာကိုရီးယားမှာဆိုရင်ဒီကိစ္စတွေပေါ့အဲကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ပတ်သက်ပြီးနော်ကျောင်းလုံးဝမတက်နိုင်တော့တဲ့ကလေးတွေကိုကိုကိုအဆုံးစီရင်သွားတဲ့ကလေးတွေဒီတစ်ခုခုပေါ့စိတ်ဓာတ်ရရသွားတဲ့ကလေးတွေအများပြားရှိပါတယ်နော်အဲ့ဒါကြောင့်မလို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တဆက်ရာတိုင်ဝန်ရှိတဲ့သူတွေဘက်ကစစ်စစ် အေးအေးယူနေတယ်လို့သိရပါတယ်။မကြခင်မှာလည်းဝန်ကြီးဌာနဘက်ကထုတ်ပြန်သွားမယ်ဆိုပြီးပြောပါတယ်။အခုနော် online မှာတက်နေတဲ့ထုတ်ပြန်ချက်တစ်စောင်ကအစစ်မဟုတ်ပါဘူး။အဲ့ဒါကဟိုဘသူရေးထားတဲ့ထုတ်ပြန်ချက်လည်းတော့မသိဘူးဒါအတုပါ။ထင်အောင်ထင်မှားထုတ်ပြန်ချက်တွေထုတ်ပြန်နေသူကိုအေးအေးယူမယ်ဆိုပြီးတော့အဲ့အစိုးရဘက်ကပြောထားပါတယ်။အဲ့ဒါကိုမသိဘဲနဲ့ကျွန်တော်စီက editor အတော်မှယူပြီးတော့တင်လိုက်ပါသေးတယ်။ကျွန်တော်တော့ပြောပြီးဒါအတုပါဆိုပြီးပြောပြီး ပြန်ဖြတ်ချလိုက်ရတယ်ပေါ့နော်နောက်တစ်ဒီနေ့ဘုတ်ကတော့ဖာကန်ဒေတာမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ဖာကန်မြို့နယ်မှာရှိတဲ့ဒီမော်ဝန်လေးပေါ့နော်မော်ဝန်လေးဒေတာမှာတိုက်ပွဲဆက်ဖြစ်နေတယ်အဲ့ဒီမှာနေမြေလုံးညွှန်ကြီးဆောင်ရွက်နေတဲ့လုံညွှန်ကြီးတစ်ဖက်ဝင်နေတဲ့ KIA PDF ပူပေါင်းအဖွဲ့တွေနှစ်ဖက်တိုက်ခိုက်မှုဖြစ်ပွားနေတယ်ဒီတိုက်ခိုက်မှုမှာနှစ်ဖက်ထိခိုက်မှုရှိတယ်လို့လည်းသတင်းရတယ်ဆိုတော့တပ်ကတော့ဒီလုံညွှန်ကြီးရှင်းလင်းမှုတွေမှာလေကြောင်းပစ်ကူတွေပါပြီးပြီးတော့ရှင်းလင်းခဲ့တယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ ဒါရေးမှရှိနေတဲ့ PDF အဖွဲပေါ့နော်အဲ့ဒီ PDF အဖွဲကစစ်တင်နှံပေးရင်ねအဲ့ဒီ PDF နှစ်ယောက်ကိုပေါ့နော်တင်နှံသား PDF နှစ်ယောက်ကိုရိုက်လိုက်တာနှစ်ယောက်လုံးတည်သွားပါတယ်ဖြစ်စရာတော့ရေး PDF အဖွဲပေါ့နော်သူတို့ခေါ်တဲ့ဒေါနာတက်ရင်စစ်ကြောင်းနှစ်ကအဲ့ဒီမှာအခြေခံစစ်တင်နှံဖွင့်နေပြီးတော့ PDF နှစ်ယောက်ကိုတင်နှံမှုကနေပြီးတော့ရိုက်နှက်လိုက်တာဒါလက်လုံပြီးတော့တည်ဆုံးသွားတယ်လို့သိရတယ်တည်ဆုံးသွားတဲ့သူတွေကတော့ တ PDF ဘာထစ်ဆိုတဲ့သူနဲ့ဒိုင်နိုဆိုတဲ့သူလို့သိရပါတယ်အင်းဆုံးထေသွားတဲ့ဒီဒိုင်နိုဆိုတဲ့ PDF ကသူနေမကောင်းတာကိုစေးနာတောင်းတယ်သူကခွင့်တင်တယ်ပေါ့နော်တင်တယ်မတက်နိုင်ဘူးဆိုပြီးခွင့်တင်တယ်ဒါပေမဲ့အဲ့ PDF တင်တယ်မှုကလက်မခံဘူးလက်မခံမဲနဲ့အဲ့ဒီကောင်လေးကိုညာပိုင်းလက်ကြတော့ရိုက်နှက်လိုက်တာဟိုမှာပဲတမ်းပြီးတည်သွားတယ်ပေါ့နော်နောက်တစ်ယောက်ကကျတော့ဘာထစ်ဆိုတဲ့တယောက်ပေါ့နော်သူကလည်းအဲ့ဒီတင်တန်းဆရာရဲ့ ရိုက်နှက်လိုက်တာကြောင့်သူကဒါအသေးအံဖြစ်ပြီးတော့တည်ဆုံးသွားတာဖြစ်ပါတယ်။နောက်တဲ့နေ့ဘုကတော့လက်ရှိအေအေထိန်းချုပ်ထားတဲ့ပလဝဒေတာဟာချင်းပြည်ဖြစ်တယ်ဆိုပြီးတော့ချင်းညီနောင်အဖွဲ့ပေါ့နော် PDF အဖွဲ့ကပြောပါတယ်။ဒါအစတွေကလည်းချင်းပြည်နယ်တွေရပါပဲ။ဒါပေမဲ့အေအေကိုသူတို့ပဲသွားပေါင်းတယ်သူတို့ပဲသွားခေါ်ပြီးတော့တိုက်လိုက်တယ်တိုက်လိုက်တဲ့အချိန်မှာအခုကအေအေကအဲ့ဒီမှာလှုပ်ချင်တိုင်းလှုပ်နေလူခွေရီချူပေါက်မှုတွေလှုပ်ချင်တိုင်းလှုပ်တယ်။မဒိန်ချင်းမှုတွေလှုပ်တယ်။ချင်းမျိုးသမီးတွေကိုလိန်ပိုင်းဆိုင်ရာစော်ကားမှုတွေလှုပ်တယ်။အဲ့လိုပဲဒေတာကန်တွေကိုနှိပ်စက်ပြီးတော့ ဲ့ဒီပတ်ဝန်းကျင်မှာရှိနေတဲ့လူငယ်တွေကိုချင်းလူငယ်တွေပေါ့နော် AAC မှာတာဝန်ထမ်းဆောင်မှုအတင်းအဓမ္မလုပ်တယ်ပေါ့နော်အဲ့တော့ချင်းအဖွဲ့တွေကတော့ AA နဲ့သူတို့နဲ့စပွဲပေါ်မှာဆွေးနွေးမယ်လို့ပြောတယ်ဒါပေမဲ့ AA ကသူတို့ကိုအဲ့လိုမျိုးပြောတာကိုလက်ခံမှာမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ပြောကြတယ်ကျွန်တော်နည်းနည်းမိုးမိထားလို့လေနည်းနည်းတိတ်နေမကောင်းလို့အတန်ဝင်နေလို့လေအဲ့ဒါလေးတိခတ်ပြီးနားထောင်ပြီးပြောချင်ပါတယ်ခင်ဗျာနောက်တစ်ဒီနေ့ဘုတ်ကတော့ကျွန်တော်တို့ ဒါရှေ့အလဲပိုင်းမှာဖြစ်နေတဲ့စစ်ပွဲပေါ့နော်ဒီစစ်ပွဲကိုလည်းကျွန်တော်တို့နေ့စဉ်ဒီနေပါပြောနေရမှာပါပဲသူအားလုံးလည်းဟိုသိရဆိုပေမဲ့လည်းအတွင်းကြကြသတင်းတွေကိုတော့ live ဖတ်နိုင်မှာမဟုတ်ဘူးပေါ့နော်သတင်းကောင်းစင်တော့ပဲဖတ်တာများတယ်ပေါ့အဲ့ဒီအတွက်ကျွန်တော်ထည့်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပြောချင်တာကတော့ဒီ Donald Trump ကအာယတူလာခါမနီပေါ့နော်အီရန်ရဲ့ဘာသာရေးခေါင်းဆောင်ကိုသူကဘယ်မှာပုံးနေလဲဆိုတာငါသိတယ်နော် ခြေမြူးကြိုင်တွေ့လို့ရတယ်မလုတ်ချင်သေးလို့ကြည်နေတယ်ဆိုတဲ့သဘောပေါ့နော်နောက်ပြီးတော့ तू ကအီရန်အနေနဲ့ချွင်းချက်မရှိလက်နဲ့ချဖို့သူပြောတယ်ပြီးတော့တကယ်တော့ကျွန်တော်အီရန်ဘက်လိုက်ပြောတာတော့မဟုတ်เนาะသူတို့အီရန်နဲ့အစ္စရေးနဲ့ဖြစ်တဲ့ကြားထဲမှာဒီတစ်ခေါက်ဖြစ်တဲ့အချိန်မှာအစ္စရေးကစတိုက်တာအစ္စရေးကနေပြီးတော့အီရန်ရဲ့စစ်ပတ်ဆိုင်ရာနေရာတွေစစ်ပတ်ဆိုင်ရာခေါင်းဆောင်တွေเนาะအီရန်ရဲ့ နော်ပြီးလို့ရှိရင်နျူကလ িয়ার ပညာရှင်တို့ဒါမှမဟုတ်သိပ္ပံပညာရှင်တို့ဒီလိုလူတွေကိုအစ္စရေးကရွေချက်ရှိရှိလောက်ကျန်တက်ဖြတ်ခဲ့တယ်ဗောနော်ဘုံကျဲခဲ့တယ်နေရာတော်တော်များများလည်းပြက်စီသွားတယ်အဲ့တော့အီရဘက်ကတော့တုတ်ပြန်ပါပဲနိုင်ငံတနိုင်ငံကနေပြီးခြားနိုင်ငံတနိုင်ငံကိုကြော်ပြီးတော့လုတ်ပြီးဆိုတဲ့ဟိုကဘာပဲပြောပြောဒါအချုပ်ချာအနာကိုထိပါစော်ကားတာအီရန်အစိုးရအနေနဲ့မတုတ်ပြန်ဘူးစစ်တပ်အနေနဲ့မတုတ်မတုတ်ပြန်ဘူးဆိုရင် အီရန်ပြည်တွင်းမှာလည်းစူပုံကြွားမှုတွေဖြစ်လာနိုင်တယ်။အဲ့လိုပဲအစ္စရေးကလည်းသူအဲ့လိုလုံးလို့ရမယ်မှန်းသိရဆိုလို့ချင်းတောက်လျှောက်လုပ်နေတော့မှာပေါ့။အဲ့ဒီအတွက်အီရန်ကတုတ်ပြန်ခဲ့တယ်။ပြောချင်တာအီရန်ကပါလက်စတိုင်းမဟုတ်ဘူးเนาะအဲ့လိုပဲဟိုအီရန်ကကျွန်တော်တို့လက်ဘနွန်ထဲမှာရှိတဲ့တပုံလည်းမဟုတ်ဘူးအီရန်ကဟာမက်စ်မဟုတ်ဘူးအဲ့ဒီအတွက်သူ့မှာရှိတဲ့အင်အားစစ်အင်အားတရက်နေနဲ့သူရက်တည်နေတာဖြစ်တဲ့အတွက်သူပြန်တိုက်မှာပဲเนาะအခုဒါလက်ရှိဖြစ်စဉ်အနေထားမှာအစ္စရေးဘက်ကလည်းအီရန်ဘက်ကို ဖွင့်တိုက်ရအောင်မယ်။ဘာကြောက်လဲဆိုလို့ရှိရင် Israel ရဲ့ Liga Snit တွေ No Aero Liga Snit ကသူတဖြည်းဖြည်းနဲ့ဒုံးကျည်ကြီးအတွက်ကဒီကကွယ်ရတာအဲများတဲ့ခါကျတော့ဒုံးကျည်ကြီးအတွက်ညော့နေလာပြီ။အဲ့တော့မြေပြင်ကနေပြီးတော့သူက Surface to Air ပေါ့နော်။မြေပြင်ကနေပြီးတော့လေပေါ်မှာရှိနေတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးတာ။ဖျက်ဆီးရဖြစ်တဲ့အတွက်ဟိုတလုံးမိတလုံးပြစ်တလုံးမိတလုံးပြစ်နောက်ပိုင်း error တွေပါဖြစ်ပြီးတော့အဲ့ဒီ ဒီဒုံးကြီးတွေကမြေပြင်ကိုပြန်ကျလာနေတာကိုရှိရပေါ့เนาะအဲ့တော့ပြောချင်တာကတော့ဒုံးကြီးအရေးအတွက်နည်းနေပြီဆိုတော့ American စစ်တပ်ကလည်းဒါကိုစိုးရိမ်နေဘာကြောင့်လဲဆိုတော့ဒီလေချောင်းရံကကွယ်ရေးကအားလျော့တာနဲ့အီရန်ရဲ့တိုက်ခိုက်မှုကပိုပြီးများလာနိုင်တယ်ဘာကြောင့်လဲဆိုတော့အီရန်ကနိုင်ငံကြီးလည်းဖြစ်တယ်ဒုံးကြီးတွေကိုအစမတန်ထုတ်ထားတဲ့နိုင်ငံဖြစ်တယ်အဲ့ဒီတော့ American ဘက်ကလည်းစိုးရိမ်ပူပန်မှုတွေရှိတယ်အမေရိကန်ဒီအကြီးတန်းအရာရှိတွေရဲ့ပြောကြားချက်အရာကတော့ သူတို့အနေနဲ့စိုးရိမ်နေနောက်တစ်ချက်ကဒီ arrow ဒီ defense system ပေါ့နော် arrow air defense system ကနိုင်ငံတစ်နိုင်ငံပေါင်းပြီးလုပ်ထားတာအမေရိကန်နဲ့ Israel နဲ့အဲ့ဒီအတွက်ကုန်ကျစရိတ်ကတအားကြီးမားတယ်နော်အဲ့ဒီအတွက် supply တွေကလည်းတအားဟိုရှားပါတယ်များများဆဆထုတ်ဖို့ဆိုရင်ခက်ခဲမယ်ဆိုပြီးတော့အဲ့ဒီကအကြီးကြီးပြောတယ်ပေါ့နော်ဆိုတော့တိတ်မကြခင်မှာဖွင့်တိုက်ရတော့မယ်နေသားဖြစ်တယ် နှစ်နိုင်ငံလုံးရဲ့ဒီမိုးပေါ်မှာပေါ့နော်အဲအလွတ်ကြီးဖြစ်သွားမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ဒါမဲ့လေအမေရိကန်ရဲ့တပ်မျိုးစားဟိုတပ်အမည်ရတဲ့ air defense နဲ့ရှိတည်တယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အမေရိကန်ကသူ့ရဲ့ဒီတင်မောတွေပေါ်ကနေပြီးတော့ဒီဒုံးကျည်တွေကိုဖျက်ပစ်ကြပြီးတာရှိတယ်လို့မျိုးလေရင်တွေပြန်တက်ပြီးတော့လိုက်ဖျက်ပစ်တာလည်းရှိတယ်ပေါ့အဲ့ဒါဆက်လုပ်ပေးနိုင်မလား တကယ်လို့အဲ့ဒါကိုပေါ်ပေါ်တင်တင်လုပ်တယ်ဆိုလို့ရှိရင်ဣရမက်ကရောဘယ်လိုတုံ့ပြန်မလဲဆိုတာလေကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်တစ်တင်တစ်ပုတ်ကတော့ကျွန်တော်တို့ယင်းနေ့ကကျွန်တော်တင်ခဲ့တယ်။အဲ့ဒါက16ရက်နေ့က16ရက်နေ့9လညနေပိုင်းမှာ PDF အဖွဲ့တွေကပွင့်ဖြူမြို့နယ်ပေတော်ကျောင်းကုန်းရွာ ဘကကြောင်းကိုလာပြီးဖြက်စီသွားတယ်။ကြောင်းကောင်တွေဖြက်စီသွားတဲ့အပြင်ကြောင်းမှာရှိနေတဲ့ပရိုဘောက်ကလေးတစ်စီးပါဖြက်စီသွားတယ်။အဲ့ဒီအပြင်ကမှအဲ့ကလေးတွေအတွက်နော်ဒီဆရာတော်ကစုဆောင်းထားတဲ့ရိတ်ခါတွေကိုလည်းယူသွားတယ်ဆန်နေစီတွေအကုန်လုံးယူသွားတယ်။ပတ်စံတွေလည်းပါသွားတယ်လို့ပြောတယ်။အခုကလေးတွေကနဘေးလို့ရအောင်ရှောင်းတင်းနေရတယ်။ကလေး30ကျော်လောက်ရှိတယ်လို့သိရတယ်။ဆိုတော့ကျွန်တော်တို့ဟိုနေ့ကတော့အဲ့ဘက ဒေတာခံတွေကဆက်သွယ်လာတယ်ဒီကလေးတွေကိုကူညီပေးဖို့အတွက်ငငယ်လေးကနေပြီးတော့အကြီးကြီးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီကလေးတွေကိုကူညီပေးဖို့အတွက်ဆက်သွယ်လာဒါပေမဲ့ကျွန်တော်အနေနဲ့လက်တလောကဒါလှုပ်ရှားမှုတော့ရှိမနေဘူးပေါ့အဲ့တော့တကယ်လို့ဟိုအဲ့ကလေးတွေအတွက်နော်တခုခုကူညီခြင်းကြရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီအကြောင်းနဲ့ရအောင်ဆက်သွယ်ပြီးတော့ကျွန်တော်ပြောပေးမယ်အဲ့ဒါလေးလည်းဆက်သွယ်ပေးကြပါဦးပြောချင်တာဒီဘကအကြောင်းကနော်ဒီ PDF တွေကဆွတ်ဆွဲပြီးတော့လာလို့တယ်ပေါ့ဒီအကြောင်းကသူတို့အတွက်ဒလန်ဆိုပြီးပြောတယ်ပေါ့နော် ဲ့တော့အဲ့ဒီမရှိနေတဲ့ဟိုကလေးတွေပါ ड़ी ညာရီလဲသူတို့အတင်းဒါချင်းချောက်ပြီးတော့မေးတာတွေပါ ड़ी လှုပ်တယ်ပေါ့အခုတော့ကလေးတွေရောဆရာတော်ရောအဲ့ဒီကြောင်းမှရှိတဲ့သူတွေအကုန်လုံးထွက်ပြေးသွားရပြီဒါပေမဲ့အဲ့ဒီပွင့်ဖြူမှာရှိနေတဲ့ NLD တော့ဒီ PDF ထောက်ခံအားပေးတဲ့သူတွေကဘယ်လိုသတင်းထုတ်ပြန်လဲဆိုတော့ဒီကြောင်းကိုတော့ပြည်သူစစ်တရားလာဖြတ်တာပါဆိုပြီးသတင်းထုတ်ပြန်တယ်ကျွန်တော်တို့မျက်မြင်ကိုတွေ့တွေ့တဲ့သူတွေနဲ့မေးပြီးပါပြီ ီသူစစ်တွေနဲ့ဘာမှမဆိုင်ပါဘူးဒါကို PDF တွေလာရောက်ရန်ကားဖျက်ဆီးသွားတာဖြစ်ပါတယ်เนาะကလေးတွေရဲ့ဘဝကိုဘဝပြတ်အောင်လုပ်တဲ့လုံရက်ဖြစ်ပါတယ်ဒီလုံရက်ကနောက်တစ်ရင်တစ်ခုကတော့ဗလာဇွန်လ18ရက်နေ့ကလင်းမြနာမြို့နယ်ထဲမှာရှိတဲ့ရေဖြူကင်းစခန်းကိုတိုက်ရိုက်လာရောက်တိုက်ခိုက်တာမဟုတ်ဘဲနဲ့ drone နဲ့ဒါဘုံတွေတောက်လျှောက်ကျဲတယ်လို့တော့ပြောပါတယ်ဆိုတော့နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားတာတော့မရှိဘူးလို့သိရပါတယ်ဒီနေ့တော့သတင်းမဝင်သေးပါဘူးနောက်သတင်းတစ်ပုဒ်ကတော့မွန်ပြည်နယ်မူရုံမြို့နယ်မှာရှိတဲ့ဒေသခံတောင်သူတွေကိုမိုးစဘာစိုက်ပျိုးရေးစရိတ်ချင်းငွေကြက်သိန်း9000ရောဘောเนาะထုတ်ချီပီးစီးပြီလို့ပြောပါတယ်ဆိုတော့မွန်ပြည်နယ်မူရုံမြို့နယ်မြမလေယာဖွံ့ဖြိုးရေးဘဏ်ကွဲက2025 26ခုနှစ်မိုးရသည်မိုးသီးနှံစိုက်ပျိုးရသည်အတွက်ဒီ မြို့နယ်အတွင်းမှာရှိတဲ့ဒေသခံတောင်သူတွေကိုမိုးစဘာနဲ့အခြားမိုးသီးနှံအဆင်ပြေပြေနဲ့စိုက်ပျိုးနိုင်မှုအတွက်စင်ဆက်မပြတ်ပါဘူးเนาะချင်းငွေတွေထုတ်ချီပေးခဲ့တယ်။ဒီနေ့ထိမိုးစဘာစိုက်ပျိုးရေးစိတ်ချင်းငွေစုစုပေါင်း9373သိန်းကိုထုတ်ချီပြီးသွားပြီဆိုပြီးတော့မြမလေယာဖွံ့ဖြိုးရေးဘဏ်ခွဲကနေပြီးတော့သိရပါတယ်ခင်ဗျာ။နောက်တဲ့နေ့ဘုတ်ကတော့အဲဇွန်လ18ရက်နေ့ကပေါ့နော်မကွေးတိုင်းဒေသကြီးမကွေးမြို့မှာကိုဗစ်ကူးစက်ခံထားရတာမဟုတ်ပဲဆေးရုံတက်နေတဲ့လူနာ အဲ့လူနာကဒါဆုံးသွားတယ်ပေါ့နော်ဆုံးသွားတဲ့အချိန်မှာမှအဲ့ဒီလူနာထဲမှာဒါကိုဗစ်ရောဂါပိုးတွေ့တယ်ပေါ့ဆိုတော့ပြောချင်တာကျွန်တော်နိုင်ငံမှာကိုဗစ်တကြောပြန်ပြန်ဝင်လာတယ်တအားကြီးစိုးရင်ရတဲ့အတိုင်းတာမဟုတ်ဘူးဆိုလို့ရှင်တော့နည်း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 မီးကအများကြီးလောင်တက်တယ်အဲ့ဒီအတွက်ဟိုပို့ပြီးတော့ဂယုစိုက်ဖို့လိုမယ် ဟိုတကူကြီးကာကွယ်မှုတွေပို့ပြီးတော့လုပ်တင်တယ်ကျမိုင်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်တို့ကျမိုင်ဝန်ကြီးဌာနကထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေနဲ့အညီဒါနေထိုင်မှုလိုတယ်လိုက်နာဖို့လိုပါတယ်တော့ must တွေလည်းပြန်တန့်သိပြီလို့ထင်ပါတယ်လက်စေးရပိုင်လည်းပုံမှန်ပြန်လုံးသိပြီလို့ထင်ပါတယ်နောက်တစ်ခုကတော့ဒီနေ့16ရက်နေ့ကတော့အားလုံးလည်းသိတဲ့အတိုင်းပဲ live မှာဟိုခရက်နေနေထနေတဲ့ဒေါက်ဆန်းစုကြည်ရဲ့မွေးနေ့ပေါ့နော် ော့ကျွန်တော်တို့နိုင်ငံမှာတော့အဲ့လိုတွေရှိကြတယ်ဗျာနော်တခြားနိုင်ငံမှာတော့သူတအားကြီး favorite ဖြစ်တယ်ဆိုတဲ့လူတအားကြီးမှနော်နိုင်ငံတက်တအားကြီးစူးစမ်းတအားကြီးမှကောင်းမွန်ခဲ့တဲ့ Nelson Mandela လိုမျိုး Vietnam ကဟိုချီမင်းလိုမျိုး Lee Kuan Yew လိုမျိုးနိုင်ငံတော်တအားပေးဆက်တအားကောင်းခဲ့တဲ့သူတွေတောင်မှဒီလိုမျိုးလှုပ်ရက်မျိုးတွေတိတ်မရှိဒါပေမဲ့ကျွန်တော်နိုင်ငံမှာတော့အဲ့လိုမဟုတ်ကျွန်တော်နိုင်ငံမှာအဲ့လိုမဟုတ်ကျွန်တော်နိုင်ငံမှာတခုခုဆိုရင်အဲ့ဒါကိုအကြောင်းပြတတ်တယ်ဟိုးအရှင်တော့က ဒီမြန်မာနိုင်ငံမှာဘူကြောင့်ဆန်တဲ့ပတ်သက်တဲ့မွေးနေ့တွေမလောက်ရောက်ပါညာဆိုပြီးတော့ဒါ line ပေါ်မှာဝါဒဖြန့်တယ်စစ်ဆိုးရပိတ်ခဲ့တာဆိုပြီးပြောတယ်တကယ်တော့ကျွန်တော်ပြောရမယ်မြန်မာနိုင်ငံမှာဘယ်တော့မှမယိုးရှင်းနေဘာကြောင့်လဲဘူကြောင့်ဆန်မွေးနေ့လုပ်ရင်လုပ်ရှင်းရှင်းလေးဒီနေ့ဘူကြောင့်ဆန်မွေးနေ့လုပ်တယ်ကျွန်တော်တို့သတုတီတာလုပ်မယ်ဘူချုပ်ပုံနေကြိုင်ပြီးကျွန်တော်တို့ခြိတက်မယ်ဘူချုပ်ကြဆုံးခဲ့တဲ့နေရဘူချုပ်လဲလျောင်းနေတဲ့အုတ်ခုကျွန်တော်တို့အလေးပြုမယ်โอเคအဆင်ပြေတယ်เนาะဒါကတာမန်ပဲနိုင်ငံကောင်းဆောင်တယောက်ကျွန်တော်တို့အတိမတ်ပြုတာ ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအဲ့လိုမဟုတ်ဘူးအဲ့လိုတော့အကြောင်းအရာတွေကိုအမြဲတမ်းအတုံးချပြီးတော့နိုင်ငံရေးနဲ့နှွယ်အဲ့ဒါကြောင့်เนาะဥမာဘူကြောဆန်းမွေးနေ့ဆိုပြီးတော့ကင်မယ်ဘူကြောပုံကင်ပြီးလို့ရှိရင်အမှထပြီးတော့ဟိုစစ်တပ်ကိုအလိုမရှိတဲ့အကြောင်းเนาะပြီးလို့ရှိရင်ဘယ်ဘုံကြီးကိုတိုက်ခတ်ရတာနဲ့ဘယ်နိုင်ငံရေးပါတီကိုတိုက်ခတ်ရတာနဲ့ဆိုင်မမဆိုင်တာကเนาะတန်တန်ရှင်းရှင်းနဲ့မွေးနေ့တစ်ခုလောက်လိုက်ကျွန်တော်ပြောတာဘာမှမဖြစ်ဘူး ဒီနိုင်ငံမှာအဲ့လိုမဟုတ်ဘူးတခုခုလာပြီးဆိုတာနဲ့ဆန္ဒပြမယ်အကြမ်းဖက်မှုဆောင်တဲ့အင်္ဂါရဲ့ဘက်ကိုတော့အဲ့ဒီလက္ခဏာဘက်ကိုသွားကြတယ်အဲ့ဒီအတွက်ကျွန်တော်တို့နိုင်ငံမှာတော့ဟိုလှုပ်ချင်တိုင်းလှုပ်လို့မရဘာကြောင့်လဲရတဲ့အခွင့်အရေးကိုအမြဲတမ်းလက်တဆုံးနှိုက်ယူကြတယ်ပြီးရင်ရတဲ့အခွင့်အရေးကိုအမြဲတမ်းရိုက်ချိုးတယ်တော့အဲ့လိုလူမျိုးတွေကများတဲ့ခါကျတော့တချို့အရာတွေမှာမပိတ်ပင်တဲ့ပဲပိတ်ပင်လိုက်ရတဲ့အရာတွေဖြစ်ပေါ်လာရတဲ့မိမဲမရလိုက်ရတဲ့အခွင့်အရေးတွေ ဖြစ်သွားတာဒေါအောင်ဆန်းစုကြည်မွေးနေမကလို့ဘာပဲဖြစ်နေဖြစ်နေတော့အရေးမကြီးဘူးကိုဗစ်လောက်အရေးမကြီးဘူးပြည်တွင်းစစ်လောက်အရေးမကြီးဘူးနော်ဒါကကျွန်တော်အမြင်ပဲသူ့ကိုပုံကိုရေးရချစ်ချင်းမုန်းချင်းဘာမှမရှိဘူးဒါပေမဲ့ပြောချင်တာကတော့နိုင်ငံလောက်အရေးကြီးတဲ့အရာဘာမှမရှိဘူးပြည်တွင်းမှာဖြစ်နေတဲ့အခက်အခဲအကျတဲလောက်ဒေါအောင်ဆန်းစုကြည်ဒီအရေးမကြီးဘူးအဲ့ဒီလိုပဲဒေါအောင်ဆန်းစုကြည်လွတ်လာရင်လေဒီပြည်တွင်းမှာရှိနေတဲ့အခက်အခဲတွေပြည်သွားမယ်လို့ကျွန်တော်မယုံကြည်ဘူးယုံကြည်တဲ့ထဲမှာကျွန်တော်မပါဘူးဘာကြောင့်အဲ့လိုပြောတာလဲ ဒေါအောင်ဆန်းစုကြည်ရဲ့ဒီ file ပေါက်ကြားလာတယ်ဗီဒီယို file ပေါက်ကြားလာတယ်ပေါက်ကြားလာပြီးတဲ့နောက်မှာပဲသူရဲ့ထွက်ဆိုချက်တွေထပ်ပြီးပေါက်ကြားလာအဲ့ထွက်ဆိုချက်တွေထဲမှာနော် CRPH ဆိုတာ NDI နဲ့မဆိုင်ဘူးအဲ့လိုပဲသူမေးတယ် CRPH ထဲမှာဘယ်သူတွေပါလဲနာမည်နှစ်ခုသုံးခုရွတ်ပြလိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးသူအတိမမပြူမဖြစ်ဘူးအဲ့နောက်ပြီးတော့ NUG NUG ဆိုတာသူအာမပေးဘာကြောင့်လဲဆိုတော့သူတို့ရဲ့မူဝါဒနဲ့ဆက်ကျင်တယ်ဆိုပြီးသူကပြောတယ်သူရဲ့ထွက်ဆိုချက်ထဲမှာ လက်ရှိ PDF ပို့တော်ဝေးသေးပို့တော်ဝေးသေးတယ်အဲ့တော့ဒေါန်ဆန်းစစ်ကြည်ကိုယ်တိုင်ကလက်မခံတဲ့ဒီ PDF ဒေါန်ဆန်းစစ်ကြည်ကိုယ်တိုင်ကထွက်ပြီးတော့နော်ငါသားတို့မလုံးကြနဲ့တော့ရက်လိုက်တော့လို့ပြောရင်လည်းရက်မှာမဟုတ်ဆက်သွားမှာဒေါံဆန်းစုကြည်ပါအတိုက်ခံရတဲ့ဘဝရောက်သွားမှာเนาะဒါကသူ့ကိုမယုံကြည်ရတဲ့အကြောင်းရင်းပဲဒါကျွန်တော်ပြောချင်တာကသူ့ကိုမယုံကြည်ရတဲ့အကြောင်းရင်းခိုင်ခိုင်မာမာကဘာလဲเนาะသူထွက်လာလို့ရှိရင်နိုင်ငံငြိမ်းချမ်းမယ်လို့မယုံကြည်ရတဲ့အကြောင်းရင်းခိုင်ခိုင်မာမာက ဒေါက်တာစုကြည်ကို PDF လည်းမယုံကြည်တော့ဘူး NUG ဆိုတဲ့သူတွေကိုယ်တိုင်လဲဒေါ်စန်းစုကြည်ကိုနိုင်ငံရေးဥဆောင်တဲ့အခက်ခဏမှာသူကစမ်းတစ်ခုရနော်ဟိုလူတွေကိုပြစားလို့ရလို့တာပြလာအဲ့ဒီအတွက်ပဲခဏထားထားတာနော်ဟို icon တစ်ခုအနေနဲ့ထားထားတာဒါပေမဲ့ဥဆောင်တဲ့အခက်ခဏနေဖဲ့ချင်နေပြီဒီဒေါ်စန်းစုကြည်မွေးနေတဲ့ပတ်သက်ပြီးတော့ပြည်တွင်းပြည်ပါမှာဒီ သူ့မွေးနေ့အကြောင်းပြပြီးလှုပ်တာတွေအများကြီးရှိတယ်ပေါ့နော်ဆန္ဒပြပွဲတွေလှုပ်တယ်ဟိုပတ်စံရှာတဲ့ campaign တွေလှုပ်တယ်နော် PDF တွေလည်းအဲ့ဒါအကြောင်းပြပြီး campaign တွေလှုပ်တယ်နော်ပြည်တွင်းမှာလည်းဒီကျွန်တော်တက်လာတဲ့ရုပ်သံဆိုလို့ရှိရင်မန္တလေးမှာဆန္ဒတော့ပြတယ်ဈေးထဲမှာပြည်သူတွေကဘာမှမသိဘူးသူတို့လာနေဝူဝါဝူဝါနဲ့လှုပ်အမှတချို့တဲ့သူတွေထအော်တဲ့သူကအော်ပေါ့ အဲ့ဒီမှာတက်တက်ကြီးဒုက္ခပေးတာပြီးသူဒီမွေးနေ့ဆူတောင်းတယ်ကျမ်းမာပါစေချမ်းသာပါစေโอเคရတယ်အကုန်လုံးကျမ်းမာပါစေဝါဆူတောင်းကျွန်တော်လည်းဆူတောင်းပေးလိုက်မယ်ကျမ်းမာပါစေချမ်းသာပါစေဘာကြောင့်လဲဒေါ်စုကျွန်တော်မသေးသေးခြင်းဒေါ်စုတည်လို့ရှိရင်ဒေါ်စုအကြောင်းပြပြီးတော့ပြဿနာတစ်ခုရှာမှာတေချာပေါက်ရှာမှာအဲ့ဒါကပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေကိုယ်တိုင်ကနော်ဒီမြေအောက်နီလန်းနေနဲ့ရှာမှာဒါကျွန်တော်ရဲ့အမြင်အဲ့တော့ဒေါ်စုတည်လို့ရှိရင်ဒီနိုင်ငံမအေးချမ်းရှိနေလည်းမအေးချမ်းဖြစ်နေတဲ့သဘောကရှိနေလည်းမအေးချမ်းဘူး ်သူတည်သွားလို့ရှိရင်လည်းအေးချမ်းမှာမဟုတ်အဲ့တော့သူ့တည်စီခြင်းနဲ့နဲ့မှာလည်းကျွန်တော်မပါဘူးနောက်တဲ့နေ့ဘုကတော့ပလဲမြို့နယ်တွေမှာရှိတဲ့ဒီကန်တော့စခန်းပေါ့နော်ကန်တော့စခန်းကို PDF ဖွဲ့တွေကဒါအလုံးရင်းနဲ့ဒါပိတ်ဆို့တိုက်ခိုက်နေတာရက်ကတော်တော်ကြာပြီတော်တော်လေးဦးမှာကြာပြီတော်တော်တော်ကြာပြီဖြစ်တဲ့အတွက်လက်ရှိချိန်ထိဒါသူတို့ဘက်ကတော့ထုတ်ပြန်တယ်သူတို့စကန်သိမ့်လိုက်ပြီလို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ဒီစကန်သိမ့်လိုက်ပြီဆိုတော့တည်င်းနဲ့ပတ်သက်ပြီးတော့ တိတာတဲ့အတီးပြုတ်လို့ရတဲ့အထောက်ထားတွေတော့ထွက်မလာသေးပါဘူးသူတို့ဝင်တိုက်တဲ့အင်အားကကျွန်တော်ထင်တယ်ဆယ်စားမကတာလုံးအင်အားဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒီထက်တောင်ပူနိုင်ပါသေးတယ်ဒါပေမဲ့တချို့ပြောနေသလိုဟို၄၅ထောင်ကြီးဆိုတာတော့မဟုတ်ပါဘူးအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးနော်ထောင်ကဏ္ဍတော့ဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့များတဲ့ထောင်ကဏ္ဍတော့မဟုတ်ပါဘူးနောက်တစ်ဒီနေ့ဘုကဒီတိန်ဒီမှာအရက်တောက်နေတဲ့ MNDA လက်နက်ကင်အဖွဲ့ကိုလူငယ်တယောက်ကသွားကြည့်မိတယ်ပေါ့နော်ကြည့်လိုက်တဲ့အချိန်မှာ သူကကိုကလည်းပြန်ကြည့်တယ်ပေါ့ကြည့်တော့ရှမ်းတရင်ကရေးထားတဲ့ရေးသားချက်အရာတော့အကြည့်ချင်းစုံရအောင်နေပြီးတော့လူငယ်လေးဦးကိုဖမ်းဆီးရိုက်နှက်တယ်လို့ပြောပါတယ်တကယ်တော့အဲ့လိုမျိုးကြည့်လိုက်တဲ့အချိန်မှာမင်းကဘာကြည့်တာလဲကွာဆိုတဲ့သဘောနဲ့ဆိုတော့လူငယ်လေးဦးကိုဖမ်းဆီးရိုက်နှက်လိုက်တာဖြစ်ပါတယ်တိုက်ပွဲသတင်းတွေအတူတူတင်ပြရမှာဆိုရင်နောက်ချိုဒါအုံမဒီဒေတာပေါ့နော်ရေမောင်းတန်းပတ်ချက်မှာတိုက်ပွဲဖြစ်သွားတယ် PDF ဖွဲ့တွေကနောက်ချိုနဲ့ အချို့နေရာတွေမှာဒါပြန်ဆုတ်ပြီးတော့ခန်းစစ်ပုံစံမျိုးလုပ်နေတယ်လို့သတင်းရရှိပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ဇွန်လ16ရက်နေ့ကမူဆယ်မှာဒေသခံပြည်သူတွေရဲ့သတင်းပေးမှုရပါတော့။တရုတ်နိုင်ငံသား40ဦး၊မြန်မာနိုင်ငံသား43ဦးပေါ့နော်။စုစုပေါင်း83ဦး။ဒါကွန်ပျူတာဆက်ကြောက်လုံးဖုန်းမျိုးစုံ344လုံး၊ Wi-Fi ဆက်သုံးလုံးကားသစီးနဲ့အတူဒီကြားဖြန့်လုပ်ငန်းလုပ်ကြနေတဲ့အဖွဲ့ကို မူဆေကလွန်ညိုရေးဖွဲ့ဝင်တွေဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။နောက်တရင်တပုတ်ကတော့မလေးရှားမှာမြန်မာ300ကျော်ပြည်နှင်နံပေးခဲ့တယ်လို့သိရပါဗျ။ဇွန်လ16ရက်နေ့ကထုတ်ပြန်ခဲ့တဲ့အချက်လက်တွေကမြန်မာနိုင်ငံသား320ဦးကိုတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးခဲ့ပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့ဖို့ပေါ့နော်။ဒါပြည်နှင်နံပေးသွားဖို့အခြေအနေရှိတယ်ဆိုပြီးတော့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကတော့ဒါချင်းအဖွဲ့အစည်းအချို့ကပေါ့နော်။ဒီမလေးရှားအစိုးရကိုပြည်နှင်နံ မပြီးဘူးမြန်မာနိုင်ငံကိုပြန်မပို့ဖို့အတွက်ဒါတောင်းဆိုဖို့ရှိတယ်လို့သိရပေမဲ့လေမလေးရှားအစိုးရဘက်ကဒါပြည်နယ်နံပေးလိုက်တာဖြစ်ပါတယ်။နောက်တဲ့တင်တဲ့ဘုကတော့ပဲခူးတိုင်းဒေသကြီးအရှိချမ်းပေါ့နော်။ဝေါ်မြို့နယ်ညောင်ခါရှိရွာအနီးမှာရန်ကုန်ကနေပြီးဖအံဘက်ကိုမောင်းနှင်လာတဲ့မော်တော်ယာဉ်တစ်စီးကိုရှာဖွေစစ်ဆေးတဲ့အချိန်မှာ ငွေကျပ်3.85ဘီလီယံတက်မှုရှိတဲ့ဒါစိတ်ပြောင်းမှုရေးစေဝါတွေကိုဖန်စီရမိခဲ့တယ်လို့သိရပါတယ်။ဖန်စီရမိတဲ့သူတွေကိုဥပဒေအရအေးအေးယူထားပြီးတော့ဂွင်းဆက်ပြမှုကျူးလွန်တဲ့သူတွေကိုဆက်လက်ဖော်ထုတ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ဆိုတော့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲ။ချစ်ရှုအားပေးတဲ့